သွေးတို့ကြစီဖို့အတွက်လက်ကုထိရောက်ပြီးတော့သိပ္ပံဤကြအထောက်အထားရှိတဲ့အသက်ရှင်နည်းမျိုးကိုမျှဝေပေးသွားပါမယ်။အားလုံးပဲမင်္ဂလာပါရှင်။ TDD Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ယခုအချိန်မှာရာသီဥတုကလည်းအရင်ပူတဲ့စိတ်ဖြစ်စီစရာတွေကလည်း ပတ်ဝန်းကျင်မှာတော်တော်များများကြုံနေကြရပါတယ်။တချို့ဆိုရင်သွေးကြဆီးတွေတောက်တာတောင်မှပဲသွေးရောမကြတာတွေကိုကြုံနေရပါတယ်။ယခုဒီဗီဒီယိုလေးမှာကတော့သိပ္ပံနီးကြအထောက်ထားတွေနဲ့ပြည့်စုံတဲ့သွေးတို့ကြဆီးနိုင်တဲ့အသက်ရှူနည်းနှမျိုးကိုမျှဝေပေးသွားပါမယ်။ဒီနည်းတွေကသွေးတို့ကို5 to 10 mm majority ငါးကနေ30အထိကြဆီးနိုင်ပြီးတော့စိတ်ဖိစီးမှုကိုပါလျှော့ချပေးနိုင်တာမို့လက်တွေအသုံးချကြည့်ဖို့တိုက်တွန်းပါမယ်။ယခုပထမဆုံး ဒီအသက်ရှူနည်းတွေကဘာကြောင့်သွေးတို့ကိုကျစေတယ်လဲဆိုတော့ဇီဝကံမဖြစ်စဉ်လေးတွေကို ရှင်းပြပေးပါမယ်။နံပါတ်1ကတော့ parasympathetic အာယုံကြောစနစ်ကိုအသက်ဝင်စေတာပါ။နှင်းနှင်းနဲ့အသက်ပြင်းပြင်းရှူခြင်းကခန္ဓာကိုယ်ကိုငြိမ်သက်သွားစေပြီးတော့ parasympathetic nervous system လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့အနားယူခြင်းနဲ့ပြန်လည်ထိန်းချခြင်းနဲ့ဆိုင်တဲ့အာယုံကြောစနစ်ကိုလှုပ်ဆော်ပေးပါတယ်။ ဒီစနစ်ကနှလုံးခုန်လုံးကိုနှေးစေပြီးတော့သွေးကြော တွေကို ပြည့်ရော့စေကသွေးဖိအားကိုကျစေပါတယ်။နံပါတ်2ကတော့ nitrate oxide ထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။နှာခေါင်းကနေတဆင်းနှင်းနှင်းအသက်ရှူတာဟာနှာခေါင်းအတွင်းမှာ nitrate oxide ကို ထုတ်လုပ်စေပြီးတော့သွေးကြော တွေကို ပြည့်ရော့စေကသွေးလက်ပတ်စီးခြင်းမှုကိုကောင်းစေပါတယ်။နံပါတ်3ကတော့စိတ်ဖိစီးမှုဟော်မုန်းကိုလျှော့ချပေးပါတယ်။ ဒီလိုအသက်ရှူခြင်းကကော်တီဇောနဲ့အဒရီနလင်လို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းကိုလျှော့ချပေးပြီးတော့သွေးကြောတွေရဲ့တင်းမာမှုကိုလျော့ပါစေပါတယ်။ရလက်အနေနဲ့ကတော့သွေးတို့ကိုတက်တာစေပါတယ်။နံပါတ်၄ကတော့အောက်ဆီဂျင်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်မျှခြေကို ထိန်းချိပေးပါတယ်။အသက်ပြင်းပြင်းရှူခြင်းကသွေးတွင်းကာဗွန်ဒိုင်အောက်ဆိုက်ကိုထိန်းချိပေးပြီးတော့သွေးကြောတွေရဲ့ကျဉ်းနာပြန့်နာတွေကိုထိန်းပေးပါတယ်။နံပါတ်၅ကတော့ဗာရိုရီဆက်ပတာဆင်ဆစ်တီဗီတီမြင့်တက်ခြင်းပါ။ ပုံမှန်အသက်ရှူလေ့ကျင့်ခန်းကသွေးဖိအားကို ထိန်းချိပေးတဲ့ viral receptor လို့ခေါ်တဲ့သွေးကြောနံရံမှာရှိတဲ့အာယုံခံဆဲတွေရဲ့အလုံးလုံးမှုကိုပိုကောင်းစေပါတယ် Harvest Health Publishing နဲ့ Mayo Clinic လေ့လာမှုတွေအရတော့အသက်ရှူနည်းတွေကသွေးတိုးကို5 to 10 mm မှာကျူရီ9ကနေ10အထိကျစေနိုင်တဲ့ဆိုကားတို့သိပ္ပံနည်းကြသတိပြထားပါတယ်ကဲဒါဆိုရင်ကျမတို့အသက်ရှူနည်းတွေကိုဆက်လက်လေ့လာကြည့်ကြရအောင်နော် ပထမဆုံးနံပါတ်1ကတော့၄၈အသက်ရှူနည်း478 breathing လို့ခေါ်ပါတယ်၄စက္ကန့်ရှူ9စက္ကန့်အောင်းထားပြီးတော့10စက္ကန့်ပြန်ထုတ်တဲ့အသက်ရှူနည်းပါ အသေးစိတ်နည်းလမ်းကတော့တက်တောင့်တက်တာရှိတဲ့အနေထားမှာထိုင်ပါရှားထိတ်ကိုအပေါ်သွားရဲ့နောက်ဖက်မှာထိထားမယ်နှာခေါင်းကနေပြီးတော့၄စက္ကန့်အသက်ရှူသွင်းပါမယ်ရှူသွင်းတဲ့အခါမှာလည်းကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့1 2 3 4ဆိုပြီးရှည်ပြီးတော့ရှူသွင်းမယ် အဲ့လိုရှူသွင်းပြီးတဲ့အခါမှာ one by nation ဘက်ထဲကိုလေဒီပြစ်သွားတာကိုခန်းစားပါပြီးရင်အသက်ကို9စက္ကန့်အောင့်ထားပါမယ်ဒီအချိန်မှာစိတ်ကိုတည်ငြိမ်အောင်အာယုံစိုက်ပါဒါမှမဟုတ်လည်းအောင့်ထားတဲ့အချိန်မှာကိုယ့်ဘာသာကိုစက္ကန့်လေးတွေကိုရေတွက်ထားလို့ရပါတယ်9စက္ကန့်ပြည့်သွားပြီဆိုရင်တော့ပါဇက်ကနေပြီးတော့ဖြည်းဖြည်းချင်း10စက္ကန့်ရှူထုတ်ရမှာဖြစ်ပါတယ်လေထွက်သွားတဲ့အတန်ဟူးဆိုတဲ့အတန်လေးအနည်းငယ်ထုတ်လို့လည်းရပါတယ် ကျမရှူပြပါမယ်ရှင်။အရင်ဆုံးရှူပါမယ်။1 2 3 4 8 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ငါချောက်ခေါ်ထုံမယ်နှစ်သုံးလေးငါချောက်ခေါ်ရှစ်ခုလို၄စက္ကန့်ရှူသွင်း9စက္ကန့်အောင်ထား10စက္ကန့်ရှူထုတ်တာကို၄၅ကြိမ်ထပ်လုပ်ပါဆဆလှုပ်ခြင်းနေမှာမူးဝေဒါကိုခန်းစားရတဲ့ဆိုရင်2ကြိမ်3ကြိမ်ပဲလုပ်ပါ နောက်မှတဖြည်းဖြည်းချင်းတိုးပြီးတော့အကျဉ်းရင်များများလေးလှုပ်သွားပေးပါဒီနေ့ဟာအမေရိကန်နိုင်ငံသားဆေးပညာရှင်ဒေါက်တာအင်ဒရူးဝေမှာတည်ထွင်ခဲ့ပြီးတော့ယောဂအသက်ရှူနည်းပရနာယမကနေစဉ်သက်လာတဲ့နည်းတစ်ခုဖြစ်ပါတယ်အသက်ရှူထုတ်ချိန်ပိုရှည်ခြင်းကခန္ဓာကိုယ်တွင်အောက်ဆီဂျင်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဟန်ချက်ညီမှုကိုထိန်းချုပ်ပေးပါတယ်ဒါအပြင်စိတ်ဖိစီးရတဲ့အခါတုံ့ပြန်မှု fight or flight တုံ့ပြန်မှုကိုရွှတ်ချပေးပြီးတော့စိတ်တည်ငြိမ်မှုကိုမြင့်တင်ပေးပါရစေ။ရလအနေနဲ့ကတော့သွေးပေါင်ချိန်ရောကျစေပါရစေ။ ဒုတိယနည်းကတော့1မိနစ်ကို6ကြိမ်အသက်ရှူရနည်း coherent breathing လို့ခေါ်ပါတယ်50စက္ကန့်ရှူသွင်းမယ်50စက္ကန့်ရှူထုတ်မယ်ဖြည်းဖြည်းချင်း50စက္ကန့်ရှူသွင်းမယ်ဖြည်းဖြည်းချင်း50စက္ကန့်ရှူထုတ်တဲ့အတွက်1မိနစ်မှာ အသက်ရှူတဲ့အချိန်6ချိန်ရှိပါတယ်။စုစုပေါင်း7မိနစ်ပြုလုပ်ပေးရပါမယ်။ဒီနည်းကဘာကြောင့်ထိရောက်တယ်လဲဆိုလို့ရှိရင်နှေးကွေးစွာအသက်ရှူခြင်းဟာအာယုံကြောမှာရှိတဲ့ parasympathetic nervous system ကိုလှုပ်ဆော်ပေးပါတယ်။ဒါဟာနှလုံးခုန်လုံးကိုယော့ချပြီးတော့သွေးကြောတွေကိုပြေလျော့စေကာသွေးပေါင်ချိန်မြင့်တက်မှုကိုယော့ချစေပါတယ်။လေးလာမှုများအရာကော1မိနစ်လျှင်6ချိန်ခန့်နှေးကွေးစွာအသက်ရှူခြင်းဟာသွေးပေါင်ချိန်ကိုတိတိတသာရှော့ချနိုင်တယ်လို့တွေ့ရှိရပါတယ်။ ယခုနောက်ထပ်ထပ်ဆောင်အကြံပြုချင်တာလေးတွေရှိပါတယ်။ဒီနည်းတွေကိုတစ်နေ့ကို7မိနစ်မနက်တစ်ချိန်ညချိန်လုပ်ပေးတင်ပါတယ်။အချိန်မရရင်လည်းတစ်နေ့တစ်ချိန်လုပ်ပေးပါ။ပုံမှန်လုပ်မယ်ဆိုရင်သွေးပေါင်ချိန်ကိုရေရှည်ထိန်းနှိမ့်နိုင်ပါပါ။အဓိက key point ကတော့ပုံမှန်လုပ်ပြဖို့ဖြစ်ပါတယ်။စိတ်ငြိမ်တဲ့နေရာလေဝင်လေထွက်ကောင်းပြီးတော့တက်တောင့်တက်တာရှိပြီးတော့အင်းမရတဲ့နေရာမှာမနက်ခင်းပိုင်းနဲ့ညနေပိုင်းတွေမှာလေ့ကျင့်ရင်ပုံမထီရောက်ပါတယ်။ပူပြင်းတဲ့နေ့တွေမှာဒီနည်းကိုပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အပူချိန်မှာထိန်းချိန်နိုင်ပြီးတော့ခန္ဓာကိုယ်ကိုအင်းမြစေပါတယ်။တရားထိုင်တာယောဂကျင့်တာတွေနဲ့တွဲပြီးတော့လှုပ်ဆောင်ရင်ပုံမှုအကျိုးသက်ရောက်မှုရှိပါတယ်။ဒီနေရာမှာသွေးရောယောဂဟာဆရာဝန်ရဲ့အကြံဉာဏ်နဲ့ကုသမှုလိုအပ်တဲ့အခြေအနေဖြစ်ပါတယ်။ဒီအသက်ရှူနည်းတွေကတော့ဆေးဝါးတွေကိုအစားထိုးဖို့မဟုတ်ဘဲဖြည့်ဆွက်ကုထုံးအနေနဲ့အသုံးပြုဖို့ဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်နေစဉ်မူးဝေတာအသက်ရှူကြတာဒါမှမဟုတ်ရင်ဘတ်အောင်နာတွေဖြစ်လို့ရှိရင်တော့ချက်ချင်းရက်ပါပြီးမှနားပြီးတော့မှပြန်လှုပ်ပါဒါမှမဟုတ်လဲဆရာဝန်နဲ့တိုင်ပင်ပါလူတဦးချင်းစီရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုတွေကမတူညီနိုင်တဲ့အတွက်ကြောင့်မို့လို့ကိုယ်အတွက်အဆင်ပြေတဲ့နီလန်ကိုပဲရွေးချယ်ပြုလုပ်တတ်ပါတယ်။ဒီနည်းတွေကိုနေ့တိုင်းပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်သွေးရောဂါမကစိတ်ဖူးစီးမှုတွေပါလျော့ပါလာပါလိမ့်မယ်။ ်ဒီဗီဒီယိုလေးကို like and share လုပ်ပြီးတော့သင်ရဲ့မိသားစုတွေတကယ်ချင်းတွေကိုပဲမျှဝေပေးပါနောက်ထပ်ကျမ်းမာရေးဗဟုသုတတွေအတွက်ဒီ channel လေးကို subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်